ားလုံးပဲမင်္ဂလာပါရှင်။ကျမကတော့ IP ဖြစ်ပါတယ်။ဆရာကြီးမင်းတင်ခရေးသားထားသောပါပလူမျိုး69ရဲ့ကြာရှင်ရဲ့အပိုင်းလေးကိုဆက်လက်ပြီးတော့ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။လုံနှစ်မှမွေးတဲ့လူဟာ10နှစ်မှဘာမှမဖြစ်နိုင်ဘူး။အခုတော့ရှိတာပေါ့လေ။ကျူးဆိုတဲ့ဝက်နှစ်မှလား၊ကော်ဆိုတဲ့ခွေးနှစ်မှလား၊တနှစ်နှစ်မှတော့ဒုက္ခရောက်ဖို့တည်ကြတယ်ဟုပြောလေ၏။ထိုအခါကျွန်တော်က ဆရာကြီးကိုထားစားမအောင်ကုလို့ရကျုပ်တို့ဘာဖြစ်မလဲတွက်စားမအောင်ဟုပြောလိုက်ရာဘုံဟောင်းကကျွန်ုပ်အားကုလူကရုံနှစ်သမားပဲမွေးနှစ်မှာဘာမှမဖြစ်ပါဘူးကျုပ်ကတော့မွေးနှစ်သမားပဲမွေးနှစ်မှာဘာမှဖြစ်ဖို့ကိုမရှိဘူးပြေးရတာတော့ပြေးရတာပေါ့ဗျာဟုပြောလိုက်လေဤထို့ကြောင့်ကျွန်တော်ကပြေးရတာလည်းနည်းနည်းမဟုတ်ဘူးကိုဘုံဟောင်းရဲ့ကြည့်လောက်ပါအောင်ဟုပြောလိုက်လေဤခလကဘုံဟောင်းကကြည့်မလုံးနဲ့ကိုလူ အဲ့ဒီလိုဒုက္ခမများကြရင် စနေမောင်မောင်နဲ့မပေါင်းနဲ့စနေမောင်မောင်နဲ့ပေါင်းရင်တော့ဒုက္ခစားဝင်လေးတွေရောက်လာလိမ့်မယ်ဟုပြောလိုက်လေ၏ကျွန်ုပ်နဲ့ဘွန်ဟောင်းထို့တို့စကားပြောနေစဉ်၌ပင် ထိုစရတဲ့တရင်တောင်းနေတော့ဥကိတိမှရောက်လာပြီးလျင်အလူအကျွတ်လှူဒန်းထားတောင်းငွေစင်းကိုဘွန်ဟောင်းအားတွက်ခိုင်းလေ၏ထိုအခါဘွန်ဟောင်းကဆိုင်ရင်ဆိုင်ရွက်ကိုယူပြီးလျင်၎င်း၏လက်နှစ်ဖက်ကိုဖြန့်စီကွေးချီလုပ်ရိတ်တွက်ချလိုက်လေ၏ ခနာလေးနှင့်ပင် စရင်တွက်ချက်၍ပြီးသွားလေ၏ဘုံတော်ကြီးလည်းသဘောကျသွားလေ၏ကျွန်ုပ်မှမူထူဆန်းအံ့ဩနေလေ၏ထို့ကြောင့်လုံဆန်းမအောင်ကိုပုံဟောင်းရဲ့ခမည်းနီးကလည်းလက်ကလေးတွေကိုွေးလိုက်ဆန်းလိုက်နဲ့အဖြစ်ရတော့တာပဲဘလုံးနီးလဲပြာဟုကျွန်တော်ကမေးလိုက်ရဘုံဟောင်းက ရှင်းနှစ်ထောင်ပေါင်းများစွာကရှေးသူဟောင်းတွေအတုံးပြူခဲ့တဲ့လက်စစ်ချိုးပညာပေါ့ဗျာ ဘက်ဘက်လက်ရောညာဘက်လက်ရောလက်တန်းရောအစချီနေပြီးတော့လက်မထိ6ခွင်8 90လို့မှတ်ထားရတယ်။ဒီတခါဘက်ဘက်လက်တန်းကနေစပြီးလက်ညှို့ထိအစင်အတိုင်း10 20 30 40လို့မှတ်ထားရတယ်။ညာဘက်လက်ကြတော့လက်မကနေစပြီးလက်တန်းအထိ50 60 80 90 60လို့မှတ်ထားရတယ်။ခုနကဘုံကြီးပြောတဲ့စည်ရင်မှာပကံပြား9ချက်တက်တစ်ချက်ကို8ချက်တက် ဘက်ဘက်ကခုနှစ်ပိုင်းလက်ချောင်းဖြစ်တဲ့လက်ထကျွဲနဲ့ညာဘက်ကရှစ်ပိုင်းလက်ချောင်းဖြစ်တဲ့လက်ခလဲကို ထိလိုက်တဲ့လက်ထကျွဲဟာတန်ဖိုး20ရှိရလေညာဘက်လက်ခလဲကတန်ဖိုး30ရှိတယ်အဲ့ဒီမှာ90ဖြစ်မနေဘူးလားအဲ့ဒီထိထားတဲ့လက်ချောင်းတွေရဲ့အထက်မှာတစ်ဖက်က3ချောင်းပို့တယ်တစ်ဖက်က2ချောင်းပို့တယ်အဲ့ဒီ3နဲ့2နဲ့မြှောက်လိုက်တော့6ရရတယ်အဲ့ဒီတော့ပကံပြား9ချက်တစ်ချက်ကို8ချက်တန်းနဲ့အဖြစ်ဘလောက်လဲဆိုတော့96ချက်ပေါ့ဗျာဟုပြောလိုက်လေ၏ ခမရပြောတာကြုတ်ဖြင့်ခေါင်းကုတ်ကြိုက်သွားတာပဲဗျာဟုကျွန်တော်ကပြောလိုက်ရဘုံဟောင်းကကဲဒီမှာထက်ကြည့်ဘုံကြီးရဲ့ဆင်းမကဘရေဒါပင်ကိုကူတဲ့တခုတဆယ်ကြတဲ့တဲ့အဲ့ဒီတော့ဘဲဘဲလက်ကကိုးပိုင်နဲ့ဘဲဘဲလက်ချောင်းကတဆယ်ပိုင်နဲ့ညာဘက်လက်မကိုထိလိုက်တယ်ဗျာကိုးပိုင်နဲ့ဘဲဘဲလက်ချောင်းကတန်ဖိုး40ရှိတယ်ဗျာတဆယ်ပိုင်နဲ့ညာဘက်လက်ချောင်းဟာတန်ဖိုး90ရှိတယ်လေဗျာအဲ့ဒီတော့ထိထားတဲ့လက်ညှိုးလက်မရဲ့အပေါ်ဘက်လွတ်နေတာဆိုလို့ ဘယ်ဘက်လက်မှတ်တစ်ချောင်းနဲ့ရှိတော့တယ်ဗျာအဲ့ဒီတစ်ချောင်းဟာဘာနဲ့မျှောက်မလဲတုံညာနဲ့ပဲမျှောက်ဖို့ပဲရှိတော့တယ်တစ်တုံညာလေးတုံညာပေါ့အဲ့ဒီတော့ဘရေဒါပင်မို့60ရရဲဆိုတာတစ်ချက်တည်းထွက်တာပေါ့ဗျာဟုပြောလိုက်လေခမားဟာကလည်းဗျာကြာလိုက်တာဟုကျွန်တော်ကပြောလိုက်ရဘုံဟောင်းကခမားကိုရှင်းပြလို့ကြာနေတာဗျကျောက်ခါကျောက်တွင်ခမည်းမြင်တဲ့အတိုင်းပဲလက်နှိုက်ဆက်ရိုက်တာထက်တောင်မြန်နေတယ်ဟုပြောလိုက်လေ၏မှတ်ချက် ဤလက်စွပ်သွက်ပြင်ញရက်ကိုကောင်းစွာတက်ကြွသောသူတို့ရန်ကုန်မြို့မဥကုန်းထိပ်အပေါင်းဆိုင်၌ရှိခဲ့ပူပါသည်ကျွန်တော်ကစိတ်ဝင်စားသဖြင့်တင်ပေးရန်ပြောတော်လဲထို့သူကမအားလိုက်၍မတင်ပေးနိုင်ခဲ့ပါနောက်တွင်ထွန်ပညာဤတဲလွန်စာကိုရရှိသဖြင့်စိတ်ဝင်စားသောစာဖတ်သူပိဋိတ်ကိုပုံနှင်တကွဖော်ပြလိုက်ပါသည်ထိုချိန်တိုင်းမှာပင်စာနမပြိမြရောက်ရှိလာသဖြင့်ကျွန်ုပ်တို့သုံးဦးသည်ထိုနေရာမှရှောင်ခဲ့ကြရလေ၏ ကျွန်တော်တို့ထိုနေရာမှာရှောင်ခဲ့ပြီးနောက်ဘုံဟောင်းဤအကြံပေးချက်အရာဘာနာရစ်မျိုးရှိဘူလာနာလန် K62 20ခွင်ရှိ စနေမောင်မောင်ဤအတူအိမ်တို့ဝင်ရောက်တဲခေါ်ကြ၏ထိုအိမ်ဤမျက်နှာချင်းဆိုင်၌မြမဘုံတော်ဤကြောင်းတစ်ကြောင်းရှိလေ၏ထိုဘုံတော်ကြီးဤပွဲအမည်မှာ ဥက္ကုတန်လာစာရဖြစ်လေ၏ ကျွန်တော်တို့သည်ဘူလာနာလာလမ်း၌တဲခုံနေစဉ်မြမပြည်တို့ပြန်ရမည်ခီးစဉ်ကို စနေမောင်ကအကွက်ချ၍စဉ်းစားနေလေ၏ထိုချိန်၌မှပင်ကျွန်ုပ်တို့ထိုနေရာ၌တဲခုံနေကြောင်းကို စနေခိုင်းသားတဦးသိရှိသွားသည်ဖြစ်ရာကျွန်ုပ်တို့သည်ဘာနာရိဘူတာမှ မိုင်ပေါင်း138မိုင်ဝေးသောတစီဒိုရီယာဘူတာတို့ယထာဖြင့်တင်းရှောင်ခဲကြပြီးထိုနေရာတို့အရောက်၌လဲနောက်ထပ်22မိုင်ဝေးသော ကစီယမတကူဝါတိုမော်တော်ကားဖြင့်ထမန်ရွှေပြောင်းချရပြန်လေ၏ထို့နောက်ခိတမြပင်နေပြီးလျင် မိုင်ပေါင်း65မိုင်ဝေးသောနောက်ဘူတာတို့ယထာဖြင့်ထွက်ခွာခဲ့ကြလေ၏ထုံနီယာ၌လည်းတနိုင်ခန်းနေပြီးလျင်မိုင်ပေါင်း60ဝေးသောဘာရန်ပူဘူတာတို့ယထာဖြင့်ဆက်လက်လိုက်ပါခဲ့ကြလေ၏ထုံနီယာတို့အယောက်၌စနေမောင်မောင်က ဒီနေရာကိုမှတ်မိတယ်မဟုတ်လားကိုအောင်ထောင်းဈေးတဝင်းကျောင်းတော်ဤတီရှိရာတာဝတိပြည်လေဗျာဒီကနေ့နောက်ထပ်မိုင်90ခီးလိုက်သွားရင်မြတ်စွာဘုရားသခင်တာရိန်ရာကနေစံတက်တဲ့တင်ကတနဂူပြည်ကိုရောက်မယ်ဂျီနီယာကနေအခုတော့စံကင်းလို့ခေါ်တယ်ဟုပြောလိုက်လေဤတောရတွင်ကျွန်တော်တို့သည်ဘာရန်ပူမြို့၌နေထိုင်နေလေဤ ဘာရန်ပူရှိစနေမောင်မောင်ဤမိတ်ဆွေဟောင်းပကြီးစရာကြီးတူဦးဤနေအိမ်၌တက်ခွနေကြလေ၏ပကြီးစရာကြီးဤအမည်မှာလက်ချမီတော်ဟု၍ဖြစ်၏ထိုလက်ချမီတော်သည်ကြာကြာတော့ပကြီးစရာကြီးတို့ဦးဖြစ်တဲ့ကဲ့သို့အပြော်ရန်လက္ခဏာဖတ်ခြင်းအလောက်ကိုလှုပ်သည်ဖြစ်ရာလူတီများလေ၏လက်ချမီသောဤနေအိမ်၌ဆရာကြီးစနေမောင်မောင်သည် အခမ်းအောင်၍ရှေးဟောင်းတက္ကနကျန်းစာအုပ်တအုပ်ကိုဒေါ်ထံမှတောင်းယူ၍ တဲတဲမဲမဲကြီးဖန်နေလေ၏ကျွန်ုပ်နှင့်ဘုံဟောင်းမှမူထိုစရာကြီးပကြီးဆွဲသည်ကိုငေးမောကြည့်ရှုခြင်းထိုစရာကြီးအားအာလတ်တော်အခါကိုချောင်း၍ကျွန်တော်ကလက္ခဏာမေးခြင်းဘုံဟောင်းကတိတိလင်းလင်းတပည့်ခံခြင်းလည်းမဟုတ်မတိ၍မေးတိလည်းမဟုတ်သောနည်းဖြင့်လူလေကြကား ထိုစရာကြီးလက်ဆမီသောဤအဖို့တန်ပညာကိုနှိုက်ယူခြင်းစသောအောက်တန်းကြသော စိတ်ထဲပိုင်ရှင်တို့ဤအပြုမှုမျိုးကိုပြုနေလေ၏ထိုစရာကြီးလက်ဆမီတော်သည်ကျွန်ုပ်တို့အားအခါချင်းငွေပေး၍ကြည်တော်သူကဲ့သို့လက္ခဏာကောင်းစွာကြည်ပေးလေ၏ဖုံဟောင်းမှမူစရာကြီးဤပညာကို ပမာမခန့်လေးတန်ဖြင့်မေးမြန်းနေလေ၏တို့ရတွင်ဆရာကြီးမှာစိတ်နှလုံးအေဂျင်တော်သူဖြစ်သည့်အားလျော်စွာ ဘုံဟောင်းအားအေးအေးဆေးဆေးပင်ပြန်၍ပြောနေလေ၏ထိုစရာကြီးသည်လက္ခဏာပညာကိုလည်းကောင်းစွာတတိတကယ်သို့နက်ခက်ဘေးတွင်ပညာကိုလည်းကောင်းစွာတတ်၏တို့ရတွင်လက္ခဏာဟောသောအခါ၌မူ numerology ဟုခေါ်သောခန်းန်းဘေးတွင်ကိုအသုံးပြုလေ၏ထိုစရာကြီးသည်ထိုပညာဖြင့်ကျွန်ုပ်အားဟောပြောရာအသေးစိတ်မှအစမှန်၏ဘုံဟောင်းကိုဟောပြောရ၌လည်းမှန်ကန်ပေသည် တို့ရတဲ့ဘုံဟောင်းသည်လူကက်တူဖြစ်သည့်အားလျော်စွာကက်သီးကက်သက်လှုပ်၍နေလေ၏ဒီမဆရာကြီးခနန်းဖေတွေမှာကနံပါတ်52အထိပဲရှိတယ်ကိုတက်ချန်တဲ့နာမည်ပဲဖြစ်ဖြစ်နှစ်လရက်တွေပဲဖြစ်ဖြစ်အဲ့ဒီ52မှာပဲဖြေရှားတယ်တကယ်လို့53ဖြစ်လို့ရှိရင်53ဆိုတဲ့အဖြေဟာမရှိဘူးအဲ့ဒီတော့သူ့နဲ့အကျုံးဝင်တဲ့35အဖြေကိုပဲဟောထုတ်ရမယ် ဒါဟာကဘာမှာထုတ်ဝေပြီးသမျှကဏန်းပေတင်အားလုံးရဲ့အဆိုပဲ53ဟာပေါင်းလိုက်ရင်၈ကဏန်းဖြစ်တယ်လို့35ဟာပေါင်းလိုက်ရင်၈ကဏန်းဖြစ်တယ်မဟုတ်လားဟုပြောလိုက်လေ၏ထိုအခါဆရာကြီးလက်စမီတော်ကခမရပြောတာကျုပ်အနေနဲ့ညင်းဖို့အကြောင်းမရှိပါဘူးဒါပေမဲ့အခုကျုပ်တွေ့တဲ့နီးကတော့52အထိမဟုတ်ဘူးဗျ၁၈၀အထိဖြစ်တယ်အဲ့ဒီနီးဟာကျုပ်ရဲ့ကိုယ်ပိုင်နီးပဲခမရယုံမလားမပြောတတ်ဘူး လက်ချမီးနှစ်သမီးကကျုပ်ကိုအိမ်မက်ပေးပြီးပြသွားတာကျုပ်ကိုယ်တိုင်လည်းဒီနီးကိုသူတတနာပြုလုပ်ကြည့်ပြီးပြီးအထူးမှန်ကန်တာတွေ့ရတယ်ဟုပြောလိုက်လေ၏ထိုအခါဘုံဟောင်းကကျုပ်ကတော့52အထိပဲလှုပ်ထားတဲ့စနစ်ကိုကြိုက်တယ်။တွက်လိုက်လို့52ထက်ပိုပြီး53ဖြစ်သွားရင်35ရဲ့အဖြစ်ကိုပဲပြန်ပြီးယူသုံးရမယ်။အဲ့ဒီစနစ်ကကဘာသုံးနေတဲ့စနစ်ပဲဟုပြောလိုက်လေ၏။ထိုအခါဆရာကြီးလက်စမီတော်က စိတ်မဆိုးနဲ့မိတ်ဆွေကြီးမစတာဘောဟာခမားလူတယောက်ကို53ချက်ခြေထားတဲ့ဆိုပါသူ။ "तू आ 35ချက်ပြန်ဆက်ရင်ခမားကျေနပ်မလား?"ဟုမေးလိုက်လေဟီ။ထွက်ခါဘောဟောင်းသည်ပါဇက်အဟောင်းသားဖြစ်သွားလေတော့ဤ။ဆရာကြီးလက်စမီတော်သည်၎င်းကိုပိုင်ရရှိထားသော108ခန်းနှင့် တွက်ချက်တော်စနစ်ကိုလွန်စွာကျွမ်းကျင်သည်ဖြစ်ရာ ထိုနည်းဖြင့်ပင်တွက်ချက်လေ၏။ဘောဟောင်းသည်ဆရာကြီးအပေါ်၌မကြေမနက်ခြေ၍နေလေ၏။ ထို့ကြောင့်မစ္စတာဒော့ရဲ့ခနန်းဖေးရင်ပညာမှာကရရရခြေတဲ့ဆိုတာမပါပါဘူးဗျာခမရခနန်းဖေးရင်ကရရရခြေတာတွေလည်းပါတယ်ဗနဲ့ဟာတွေတော့ဟုမေးလိုက်လေဤထိုအခါဒော့ကသူဣရရရများကို အင်္ဂလိပ်ဘာသာဖြင့်စာအုပ်တော့အုပ်၌ရေးပေးလေဤတို့ရတဲ့ဘုံဟောင်းကကနန်းဖေးရင်ပညာဖြင့်ရရရခြေကျွန်းကိုမယုံဟုပြောလေဤထိုအခါဆီယာဂျီဒော့က ခမည်းမယုံရင်လည်းရပါတယ်ဟုဆိုကလင်းနဲ့တည်ကြည်သောအတန်ဖြင့်၎င်းဤစာအုပ်ကိုပေးရင်ဘွန်ဟောင်းအားအင်္ဂလိပ်ဘာသာဖြင့်အောက်ပအတိုင်းပြောလိုက်လေ၏၎င်းပြောဆိုပုံမှာရိုးရိုးလေးနှင့်ထိမိလာသောကြောင့်မူရင်းအတိုင်းဖော်ပြလိုက်ပါသည် But please post in at the remote corners of your heart and pocket a But I'm sure as a date rap can warm your suspect a အတိပ္ပယ်မှာ သို့တော်လည်းဒီစာအုပ်ကိုခမည်းရဲ့အိမ်အရောက်ပေါက်နေတဲ့ထောင်းတောင်းမှာတင်ထားပြီးမိမိရော်ရော်ထားလိုက်ပါဒါပေမဲ့ကြောက်တဲ့ကြောက်ပေါက်ပြောနိုင်ပါတယ်ဒီစာအုပ်ကိုခမည်းကိုယ်တိုင်လုံးလုံးချင်းချင်းပြန်ပြီးရှားတဲ့နေ့တနေ့ဟာရောက်ရှိလာပါလိမ့်မယ်ဟူ၍ဖြစ်၏လက်စမီတော့စ်ဤခနန်းပေတင်ဖြင့်ရရရချိန်ဒီမှာလွန်စွာအကျိုးတက်ရောက်လာပေ၏မွေးရဲ့အရာ၎င်းနမေဤကနမ်းများပေါင်းချင်အရာ၎င်းရရရချေရတော့နိစနစ်ဖြစ်၏ နမဲကုခနန်းတန်ဖိုးတင်ရ၌၎င်းအနောက်တိုင်းခနန်းဖေတွင်နှင့်တူ၏ဆီယာဂျီဒော့စ်ဤနီမှာမွေရထက်နမဲကုဦးစားပေး၍အခိုက်များကိုခြေရ၏မတ်ချေထိုအရမှာရှာပါတော်ပညာဖြစ်သည့်အလျော်စွာကျွန်ုပ်ဤစာဖတ်ပရိတ်တမြအနေထိုပညာကိုစိတ်ဝင်စားသူများလေ့လာနိုင်စဉ်အတွက်ကျွန်ုပ်မှတ်မိသည့်ဖော်ပြပေးလိုက်ပါသည်စာရေးသူအခရာနှင့်ကနန်းတန်ဖို1 8 I J Q Y 2 B K R 3 C G R S 4 o T M T pi E H N X C U V W 7 O Z H F V. 우마앞에엄청서도나메신도우아예리체엔로아디소바도 ထုံးနမဲအားအင်္ဂလိပ်စာဖြင့်ရေးရမည A U N G T U N A 1 U 6 N 5 G T T o U r U C N PI 5 50 plus 50 equal 30ထို့ကြောင့ အောင်ထုံးဆိုသောအမည်သည်တမုံအဖြစ်30ရာသည်ခနန်းပေတွင်ဖြင့်ရရရာချီရာ၌တက်မှကိုအထီတာထားရမည်ဖြစ်ရာ30မှာ30မဟုတ်တော့ပဲ3အပေါင်းတုံကြဤကွယ်သရီတာရာဤထို့ကြောင့်တုံခနန်းသမားများရရရာချိန်ဤဖြင့်သာခြေရမည်ရရရာချိန်ဤများတက်ခနန်းသမားများရရရာခြေရန်အင်္ဂလိပ်လာဤတက်30 19 28ရတ္တတွင်ပြုလုပ်ရမည်မြတ်စွာဘုရားအား နွားနှုတ်နှင့်ပြားရီလှူဒန်းရမည်။နွားများအားအစာကျွေးရမည်။ဆရာကြီးလက်စမီတော်ကမူ၎င်းတို့ဤဘာသာအရာရှိဝါကိုပူဇော်ခိုင်း၏အထူးသဖြင့်အထက်ပါရမားနှင့်တနင်္ဂနွေနေ့စုံမာကအကောင်းဆုံးဖြစ်၏နှစ်ခဏသမားများရရချေရန်အင်္ဂလိပ်လာဤနှစ်စတေ20 29 9 36 25ရမားတွင်ပြုလုပ်ရမည်အထူးသဖြင့် ထိုရက်များနဲ့တနင်္လာနေ့ဆောင်တော်နေ့သည်ပို၍ရရယာမြောက်၏မြတ်စွာဘုရားအားရည်စူး၍ဖျောင်းနိုင်နှစ်တိုင်ခုနှစ်တိုင်၁၆တိုင်၂၅တိုင်စွမ်းနိုင်သလောက်ပူဇော်ရမည်လွန်စွာအကျိုးထူ၏လက်စမီတော်အမူ၎င်းဤဘာသာအယပရမီတရာကိုပူဇော်ခိုင်း၏တောင်ကနန်တမားများရရယာချေရန်အင်္ဂလိပ်လာ၏တောင်၁၂၂၁၃၆၅၂၄၉ ဆက်ရှိ28ရက်များအထုတဖြင့်အင်ကားကြာစာပရေတောက်ကြဆုံတော်နေသည်ပို၍ရတရားမြောက်ဤဖျား၌ဝိပုခိုင်းဤပန်းပွင့်များလှူလျင်လည်းဖြစ်ဤလှူလျင်လည်းပန်းပွင့်များကို3721336249678ပွင့်စွမ်းနိုင်သည်မြပူဇော်ရဤလက်စမီတော်ကမူမဟေတရနမင်းအားပူဇော်ခိုင်းဤလေကနာသမားများရတရားချေရန်အင်္ဂလိပ်လာဤ 26ရက်တို့တွင်ပြုလုပ်ရ၏ထုတ်ရများနှင့်တနင်္ဂနွေနေ့စုံလျင်ပုံမကောင်း၏ရွှေရငွေရောင်ပါသောရမများထီတကောကုတ်ကားများပူဇော်ရ၏ရွှေပန်းကင်ငွေပန်းကင်လဲလှူလို့လက်စမီတော်ကမူဟာနုမန်ကို၎င်းဂျူယာကနဖျားမကို၎င်းပူဇော်ခိုင်း၏ငါခနန်းတမများရတရာချေရန် ၎င်းငါးခဏတမများသည်ရက်ဆွဲမလို့ဗုဒ္ဓဟူးနှင့်ဖြစ်လျင်ယာဤ၄နာရီအချိန်ကြာသည့်အထိမြတ်စွာဘုရား၏ပိယိတ်တော်များရွတ်ဖတ်ခြင်းပရိစိတ်ချင်းများပြုလုပ်ရ၏လွန်စွာထူကြ၏လက်ချမီတော်ကမူဂါရတရီမန္တန်ကိုရွတ်ဆိုခိုင်း၏ပိတ်တနောကို ပူဇော်ခိုင်း၏ဂါရတရီမန္တန်ဆိုဒီမှာအစာဥစွာရွတ်ဆိုရသောမန္တန်ဖြစ်၏၆ခဏန်းတမများရေရချေရန် အင်္ဂလိပ်လ6ရက်9ရက်15 24 3စနစ်28 30 9 18 28ရက်တို့တွင်ပြုလုပ်ရ၏အင်္ဂါကြာစာပရိတောက်ကြဆုံသောနေ့တို့သည်ယရိယပုံရွေ့မြောက်၏လက်ချမီတော်ကမူလက်ချမီနတ်သမီးကိုပူဇော်ခိုင်း၏ကျွန်ုပ်တို့အနေဖြင့်သရတ္တိနတ်သမီးကိုပူဇော်လျင်ပင်လုံလောက်ပေပြီးထို့ပြင်ကိုဝင်များကိုဝင်တီများ အုံတီစိတ်များတက်တီးများအဝိထေစာများကိုမိမပြုတ်ကိုဦးအားလက်ဆောင်ပေးလျင်မူ6ကဏ္ဍသမားတို့အတွက်ရည်ရာကောင်းမီ9ကဏ္ဍသမားများရည်ရာချေရန်အင်္ဂလိပ်လာဤ2 7 21 25ခွန်16ရက်နေ့များတွင်ပြုလုပ်ရ၏တနင်္လာနေ့နှင့်စုံမာကပို့ကောင်း၏လူဖွဲ့ပစ္စည်းများမှမနှော၌ပေါ်သည့်ပစ္စည်းလှူခွင့်ရှိ၏ လက်စမီတော်ကမူ၎င်းတို့ဤမြောင်များစွာသောဖျားများအနက်မှအာယုံပေါ်ရဖျားကိုလှူရန်ညွှန်ကြား၏ရှ िख နန်းတမများရေရချေရန်အင်္ဂလိပ်လာဤတိ30 39 28 33 22 38 26ရက်များတွင်ပြုလုပ်ရ၏ထိုနေ့များတွင် စနေနေ့နှင့်တိုက်ဆိုင်လျင်ပိုကောင်း၏နွားကိုခြံရက်တုံးမဟုတ်နှမ်းကျွေးရ၏နွားအနက်ကိုကျွေးလျင်ပိုကောင်း၏ ်တထောင်းစားများအားလှူဒန်းရ၏အနက်ရောင်ရှိသောအဝတ်ထည်တို့ကိုပေးကမ်းရ၏လက်သမီးတော်ကမူဖခင်เจ้าများအားကိုယ်တိုင်သွားခိုင်း၏သုံးမဟုတ်ပါကကိုယ်ဆိုင်သွားခိုင်း၏သုံးမဟုတ်လျင်ဖခင်เจ้า၌ဝေယဝဆက်ပြုလုပ်သူအားလှူဒန်းခိုင်း၏ကိုခနန်တမများရေရာချိန်ရန်အင်္ဂလိပ်လဤ3 12 23 30 6 25 24 9ထို့ပြင်2 17-29ရက်နေ့များတွင်ပြိုလဲရ၏။တနင်္လာအင်္ဂါကြာသပတေးတောက်ကြနေများနှင့်တိုက်ဆိုင်ပါကပုံမိုရရမြောက်၏။မိမိနှစ်တရပစ္စည်းကိုလူဒန်းခွင့်ရနိုင်၏။လက်စမီတော်ကမူဟန်နူမာကို၎င်း၊ရှောင်းမူကကို၎င်းပူဇော်ခိုင်း၏။လက်စမီတော်၏အယူအဆမှထိုရက်များတွင်မိမိတို့ပူဇော်သောဖရာတခင်အားဝတ်ပြုခြင်းသာမူလားဖြစ်၏ ဟိန္ဒူဖြစ်ချင်းခရစ်ယာန်ဖြစ်ချင်းဗုဒ္ဓဘာသာဖြစ်ချင်းကွယ်ပြားခြားနာသည့်အတွက်ယရိယာအစွမ်းထက်ချင်း၌ခြားနာမှုမရှိပေ။ပြေးရပြန်ပြီကျွန်ုပ်တို့သည် ပကြီးဆရာကြီးလက်စမီတော်ဤနေအိမ်၌တဲခုံနေကြအစဉ်အတွင်လူတယောက်ရောက်ရှိလာပြီးထိုဆရာကြီးအားပကြီးပုံတပုံအလေဤထိုပကြီးပုံမှာလူငယ်တအူးအားဖိုကျင်ထိုး၍တန်နေပုံဖြစ်ဤဖိုကျင်တက်နေတော်ပကြီးကား၌အယူတယောက်သည်ဟက်ဟက်ပက်ပက်ရီမောနေပုံကိုပါပါဝင်ရွေးဆွဲရမည်ဟုဆိုဤထိုပကြီးကရွေးဆွဲရန်အတွက်ပကြီးဆရာကြီးအားရွှေတစ်ဆယ်တောင်းပူဇော်သွားလေဤပကြီးဆရာကြီးဤကတော်မှာအထူးပျော်ရွှင်နေလေဤ ျွန်တော်နဲ့ဘုံဟောင်းတို့မှာအချိုးထိုင်လန့်နေလေ၏တောရတွင် ပကြီလာအပ်သူမှာရွှေနဲ့ရွာသားပပလူမျိုးမဟုတ်လက်စမီတော်ဤတီဟောင်းကျွမ်းဟောင်းတဲမှဖြစ်၏၎င်းအားမိတ်ဆွေတို့ကအခိုင်းတီးဟုဆို၏ထို့ကြောင့်ကျွန်တော်တို့သုံးဦးသည် ထိုပကြီကအားစတင်ရေးဆွဲတော်နေ၌ပင်လက်စမီတော်အားနှုတ်ဆက်၍ထိုနေရာမှပြေးခဲ့ကြလေတော်၏ဟိုတထောင်သားဒီတထောင်သားနှင့်ပင်လက္ခဏာဟုသောအရက်သို့ရောက်ရှိသွားလေ၏ လက္ခဏာဆိုသောအယမစံကက်ဟုခေါ်သောတင်ခတ်တနကိုပြင်းနှင့်ငါးမိုင်တာဝေတော်ဤလက္ခဏာဘူတာမနှစ်မိုင်ခန့်ဝေတော်အယတွင်တောအုပ်တစ်ခုရှိ၏ကျွန်ုပ်တို့သည်ပေါင်မုံများထောပတ်များမိချစ်များဖျောင်းနိုင်များစီကရက်များအပြည့်အစုံဝယ်ယူကထိုသောအုပ်တို့ဝင်ချလေ၏ ထိုသောအုပ်အတွင်း၌စံကြောင်းတစ်ခုရှိရာ ထိုစံကြောင်းနှပေး၌အေးဆေးစွာစခန်းချထားလေ၏စနေမောင်မောင်သည်ဤသို့ပြေးဟဲလွှားဟဲလုံနေကြသည်ကိုပင် ပင်မန်းတဲဟုလည်းမထင်ထိတ်လန့်ပွဲဟု၍လည်းမထင်မေမြမပြည်သို့ပြန်လာပြီးမြမပြည်သူများအတွက်ရွှေအမြောက်အများလှုပ်ပေးရန်သာစိတ်ကူးနေပုံရလေ၏ထိုကြောင့်ထိုကြောင့်နှင့်ပတ်သက်၍မြည်သို့မြည်ပုံပြုလို့ရမည်ကိုကျွန်ုပ်တို့နှစ်ဦးအားအသေးစိတ်တိုင်ပင်လေတော့၏ ဒီလိုရှိတဲ့ကိုအောင်ထွန်းရဲ့ဘုံဟောင်းတို့ရေဒီလိုလျှောက်ပြီးပြင်းနေလို့တော့မဖြစ်တော့ဘူးရုပ်ဖြက်ပြီးလူစုခွဲနေကြမယ်လူစုခွဲတယ်ဆိုပေမဲ့အဝေးကြီးခွဲလို့တော့မဖြစ်ဘူးခမရတို့နှစ်ယောက်အတွက်ကြုံစိမ့်မချရဘူးအဲ့ဒီတော့ရာချကြီးရခုံလို့ခေါ်တဲ့ရာစကြိုပြင်မှာကြောက်ကနေမယ်အတတ်မေးဝမ်းကြောင်းအလုတ်ကတက်တာလုပ်ငန်းအဲ့ဒီမျိုးကစနစ်မိုင်မဲ့ဝေးတဲ့ဘီဟာရှရစ်ဆိုတဲ့မျိုးမှာခမရတို့နှစ်ယောက်ကနေရမယ်ဘုံဟောင်းကသွားဆိုင်စီအောင် ကိုအောင်ထွန်းကဒီနေ့ကစာပြီးခမည်းနှစ်ခန်းမွေးကိုမရင်နဲ့တော့ခါမှာဂေါ်ရခါထာကောက်ချိန်မယ်ဂေါ်ရခါလူမျိုးရဲ့ဂိုက်ကိုဖမ်းထားရမယ်ခမည်းကရာချက်ကြီးရကုန်းတထေးအိမ်မှာညားဆောက်လုံးရမယ်နေတော့ဘီဟာရှိရဲမှာနေရမယ်မနဲ့မိုးလင်းတော့ဘီဟာရှိရဲကိုပြန်ရမယ်ညနေနေဝင်တာနဲ့ရာချက်ကြီးရကုန်းကိုလာရမယ်အဲ့ဒီလိုခမရကကူးကြည့်တန်းကြည့်လုံနေမှဘုံဟောင်းတဲ့ကြုတ်အချိန်တွေကိုခမရသိရမယ်။အဲ့ဒီတော့ ကျောက်ခုလှုပ်ချင်တာတွေဖြစ်အောင်ဘွန်ဟောင်းကသွားနှင်ပြီးစီမံရမယ်ဟုစနေမောင်မောင်ကပြောလေ၏ထို့နောက်ဘွန်ဟောင်းအားရွှေတင်ကအချုပ်ကိုပေးလိုက်သည်ဖြစ်ရာဘွန်ဟောင်းသည် သွားဆိုင်စီရာမစ္စတာအဝိန်အဖြစ်ဖြင့်ခီးထွက်ခဲ့လေတော့၏၎င်းသည်ဘီဟာရှီယေမြို့သို့ဝင်က သွားဆိုင်စီရာလုပ်ငန်းကို လုပ်ရန်ကာလကတတ်တုတ်တက်သွား၍သွားကိုကြောက်ဖြင့်စားသောဘီဂျီများကြောက်သွားပုံများအံပုံများပြင်သစ်မြေပြူမှုံများ ပလက်တီနမ်များအပါအဝင်သွားဆိုင်စရာတို့လိုအပ်တော့ပစ္စည်းအမြောက်အများကိုဝယ်ယူပြီးနောက်ဘာယန်နတီတို့ဝင်ကဆုံးလက်ကလေးထိုင်တလုံးကိုဝယ်ယူခဲ့လေ၏ထို့နောက်အင်္ဂလိပ်ဘာသာကလားဘာသာတရုတ်ဘာသာသုံးဘာသာဖြင့်သွားဆိုင်စရာမစ္စတာအဝင်ဟူသောစိုင်းဘုတ်ကြီးကိုရေးလေ၏ထို့နောက်သွားဆိုင်ဆိုင်ဖွင့်လေ၏သွားဆိုင်ဆိုင်ဖွင့်သည့်နေမှာပင်ဘီဟာရှေးရီမြို့မှကုံတယ်ကြီးတို့ဦးသွားလာ၏စိုက်လေ၏ ဘွန်ဟောင်းသည်ထိုကုံတန်အား၎င်း၏ဂောရခါလူမျိုးမိတ်ဆွေတဦးရှိကြညာသောအလောက်ကိုလှုပ်လို့ကြညာသောအလောက်မှာလည်းဘီဟာရှိရ၌မလှုပ်လို့ကြရာချက်ခီရက်ခွန်း၌လှုပ်လို့ကြောင်းထိုတို့လှုပ်လို့ဒီမှာထိုမျိုးရှိတကြီးရွယ်အိုများကိုတင်တော့အလွတ်ဆတ်တင်ကြောင်းရှိကြောင်းထိုအလွတ်ဆတ်တင်ကြောင်း၌တယောက်၍အင်္ဂလိပ်စာတင်လို့သောကြောင့်ဖြစ်ကြောင်းပြောဆိုလေ၏ထိုအခါကုံတယ်ကဆောင်ရွက်ပေးမည်ဟုဆိုကား ရာဇခီရကုံးမတထဲမိတ်ဆွေတူထံဆက်တွယ်လိုက်ရာထိုတထဲကလည်းညာဆောင်တူအလုံးရှိချောင်းပြန်ပြောလေ၏ထိုအခါဘုံဟောင်းသည်ကျွန်ုပ်ရှိရာသို့ရောက်လာပြီးလျင်ကျွန်ုပ်အားခေါ်ယူသွားလေတော့၏ထို့ကြောင့်ကျွန်ုပ်သည်ထိုချိန်မှစ၍ဂေါ်ရခါလူမျိုးညာဆောင်ကြီးဖြစ်သွားရလေတော့၏ကျွန်ုပ်တို့ဆရာကြီးစနေမောင်မောင်တူသေးတာလျင်တော်တွဲ၌ကြံခဲ့လေတော့၏ဘုံဟောင်းသည်သွားဆိုင်ဆရာလုံရင်းနှင့်စုံစမ်းရာ ရာချခီရကွန်း၌တိတ္တာဆိုင်ဖွင့်ရန်နေရာတစ်ခုတွေ့ရှိရလေ၏။ထို့နောက်တိတ္တာလုပ်ငန်းနှင့်ပတ်သက်၍ဆက်သွယ်လုပ်ကိုင်ရမည့်နေရာဌာနများကိုစုံစမ်းလေ့လာပြီးပြည့်စုံသောအခါ၌ဒီပါဠိတိတ္တာလုပ်ငန်းဟုဆိုင်ဘုတ်တစ်ခုပြုလုပ်၍ဆိုင်နေရာငှားရမ်းပြီးလျင်စနေမောင်မောင်အားတွားရောက်ခေါ်ယူခဲ့ပြန်လေ၏။ ဤတော့နဲ့ပဲကျွန်ုပ်တို့ဆရာတပည့်တုံးဦးတို့ဒီညာဆောင်လုံးလို့သူကလုံးတွားဆိုင်ဆရာလုံးသူကလုံးတစ်တလုံးကလုံးသူလုံးနဲ့ရန်သူများကိုမျက်ခြေပြက်စေလေတော့ဤနားဆင်ပေးကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပဲဘေကင်းကျန်းမှာကြောက်ရွှင်ကြပါစေရှင်